ကဲဘရာဟိဒါစိဒတ်အပြည့်ရှိတဲ့ပိသက်တွေချစ်ခင်ရတဲ့တန့်စင်ရဲ့ထူပွေးကြီးကတော့ရောက်ရှိလို့လာပြီလေဖြစ်ပါတယ်ဝမ်ချမ်ပီယံရှစ်ကပဲဒီကနေ့ညနေမှာပဲတန့်စင်ရဲ့ထူပွေးကြီးကိုအသည့်လင်းကိုကြီးညာပေးလိုက်ပြီလေဖြစ်ပါတယ်တန့်စင်ကတော့ဝမ်ချမ်ပီယံရှစ်နဲ့ဒေါ်လာသသိန်းနဲ့စားချုပ်ထက်မညံ့တဲ့စားချုပ်တကူချုပ်ဆိုထားတာအလုံးလေးဒီကဖြစ်မှာပါတန့်စင်အနေနဲ့အဲ့ဒီစားချုပ်အရာဆိုရင်ပွဲတောက်လျှောက်ရမှာပါ ပြီးကြတဲ့လကကိုဆူလူနဲ့အတူတူထိုးရမှာဖြစ်ပေမဲ့တန်းစီရင်ပြိုင်ဘက်ကဒဏ်ရာရရှိခဲ့တာဖြစ်တဲ့အတွက်အခုပဲ World Championship ကနေတန်းစီကိုနောက်ပတ်ထဲမှာပွဲစဉ်ပေးလိုက်ပြီးဖြစ်ပါရယ်။တန်းစီပွဲရပြီဆိုတာကတော့လွန်ကနေလကတည်းကနေပြည်သက်တရောတန်းစီကိုရရောကသိပြီးသားပါဒါမဲ့တန်းစီရင်ပြိုင်ဘက်ကဘယ်သူပဲသွားလဲဆိုတာက World Championship ကနေအသီးလေးမကြီးညာခဲ့သေးပါဘူး။ဆိုတော့ဒီကနေ့မှာတော့ကြီးညာလိုက်ပြီးတန်းစီကတော့လွန်ခဲ့တဲ့3လ3လလုံးလုံးက လုံးဝကိုစီရီယန်လက်ကိုရှုံးပြီးကတည်းကနေအပြင်းထန်နော်လီဂျင်ပြင်ဆင်နေတာပဲဖြစ်ပါတယ်။သူ့ရဲ့အားနည်းချက်ဖြစ်တဲ့မာဂွန်ကိုသန့်စင်ကအခုချိန်မှာပြစ်တင်ပြီးတော့အပြင်းထန်ကိုလီဂျင်ပြင်ဆင်နေတာပဲဖြစ်ပါတယ်။သန့်စင်နဲ့ထိုးရမယ့်ဖိုက်တာကဘယ်သူလဲ။သန့်စင်နဲ့ထိုးရမယ့်သူကရော့တန်တို့ရဲ့အမျိုးဖြစ်တဲ့ဖက်ဆူကူဘီပဲဖြစ်ပါတယ်။ဖက်ဆူကူဘီဟာဝမ်ချန်ပီယံရှစ်မှာ6ပွဲထိုးထားပြီးတော့နောက်ဆုံး4ပွဲစလုံးကိုရှုံးနေခဲ့တာလည်းဖြစ်ပါတယ်။ ဒါမင်းဒီကောင်ကအထင်သေးလို့မရောက်ပြသူရှုံးခဲ့တဲ့ fighter တွေကတကယ်ကိုမှအကြမ်းစား fighter တွေကြီးပဲထိတန်း fighter တွေကြီးပဲဒါကြောင့်မလို့ဘလောက်ပဲသူအနေနဲ့မှတ်တမ်းမကောင်းသည်ဖြစ်စေတန်းစီအနေနဲ့သတိထားရမယ့် fighter မျိုးပါသူက flyweight တန်းကထိတန်း fighter ဖြစ်တဲ့ no champion ဖြစ်ဖို့တော့အခုရေပန်းစားနေတယ်ကြိုးစားနေတယ်ကောင်ထောက်ရည်ညီကိုတော့အနိုင်ယူခဲ့ဘူးသူဖြစ်ပါတယ်သူရှုံးခဲ့တဲ့သူကစာချုပ်အကြီးကြီးရသွားပြီဖြစ်တဲ့ Joe Surrey ကိုနှစ်ပွဲ ဒီတစ်ပတ်တောက်ချာနေ့မှာခေါင်းပွဲထိုးမိခေါင်းစုကိုတပွဲရှုံထားပါရီဇာရှိတဲ့ fighter တွေကိုပဲရှုံထားတာပါเนาะဒါကြောင့်မလို့ဒီကောင်ကမတမ်းမကောင်းပေမဲ့သူရှုံခဲ့တဲ့ fighter တွေကထိတ်တန့် fighter တွေပဲဖြစ်လို့တန်းစင်အနေနဲ့လုံးဝလုံးဝကိုပုတ်လို့မရပါဘူးတန်းစင်ကတော့လောလောဆယ်မှာပွဲနီးနေပဲပဲလေမြမပြည်သူတွေကလင်တန်တွေเนาะခန်းစားနေရတဲ့အချိန်မှာအားလုံးနဲ့အေးတူပူမြဖြတ်တန်းပြီးတော့အခုချိန်မှာသူကိုယ်တိုင်က30မှာဒီခဲ့ပြီးတော့ ောက်ခံလို့ရရှိတဲ့အလူငွေ300ကျော်300နီးပါးကိုကိုယ်တိုင်ရရောက်ပွင့်စီပြီးတော့လူတန်းနေပြီလေဖြစ်ပါရဗျာ။